တရားလူတွေကတော့မတည်ပေါ်ရတော့ကျွန်တော်ကောင်းကောင်းကြီးနေကြရတယ်။ဒီစီမံကောင်းမွန်တယ်။ကောင်းမွန်တယ်။အဲ့မှာကောင်းတယ်။ကျွန်တော်ယူယူအောင်ကြာ။ကျွန်တော်ဒီနေ့ဟာကဒီကောက်ပေးမှာကာယာဘုရားတက်ကဝိုင်းလို့ကြာတယ်။ဒီနေ့ကဒီပေါ်လေးမှာကျွန်တော်ပြောင်းပါမယ်။ဒီနေ့နိုင်ငံရေးစီးနင်းပွဲကြီးမှာဝိုင်းလို့တဲ့ပုံသားပြည်မှာဒီနေ့ပြောပြီးမှလည်းအခြားပါတီကပြောပြီးနိုင်မလား။ဒီကကတော့ဖက်ဆက်ပါကလည်းပြောခဲ့ကြတယ်မရခဲ့ဘူး။မရခဲ့တဲ့ကောင်ကဒီနေ့ဟိုပါတီ ဘယ်ပါတီနိုင်မှာဖြစ်မယ်ဆိုတာသူ့ရဲ့ကျင့်ကြံတော်ထဲမှာအများကြီးပါတယ်။ကျွန်တော်တို့ကြိုပြီးကောင်းကောင်းရှင်းပြသွားခဲ့ပါပြီ။စာအုပ်စာကားနေနဲ့အတူတူဒါပေမဲ့အဲ့ဒီရှင်းပြတဲ့စာအုပ်ကတရားမွန်ရေးဆွဲတဲ့စာအုပ်၊အရှင်နေပြင်တဲ့စာအုပ်၊ထိုင်းနိုင်ငံနေဆောင်မှာရေးဆွဲတဲ့စာအုပ်၊သူတို့ဥမ္မကောကွန်စာဥစည်းမှာရေးဆွဲတာဖြစ်ပါတယ်။ဒါသူတို့တမျိုးသားလုံးကိုပြန်ဖောက်နေတာဖြစ်တယ်။ဒါအန္တရာယ်ရှိတယ်။မဖြစ်တော့ပြောမရအောင်လုပ်တော်တယ်လို့မရောက်တော့ပြောမရအောင်။ရောက်ခဲ့ရင်ပြောဖို့ဆိုဖို့ကျွန်တော်တို့ကဖျက်ရောက်ဖောက်လို့ နော်အဲ့ဒါလေးကိုကျွန်တော်အဓိကပြောချင်တာဆိုတော့ channel ရုံးမြီမှာပေါ်ရင်ကျွန်တော်ခုနက MRTV မှာပြောခဲ့တယ်ဆိုတာအဲ့ဒီပြောခွင့်ရအောင်စစ်စစ်တယ်ကွန်ထရက်ချက်စစ်စစ်ပါစစ်စစ်ဒီမှာပြောခွင့်ရလို့ကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါမြို့တော်လေးတင်လို့ရပြီဘွေခြေတုံးကကျွန်တော်တို့ချင်းချောက်ခဲ့တာမမကြောင်လားလို့ channel ရုံးထဲလိုက်ရင်ဘင်္ဂါလီဖြစ်တော့မယ်နော်ကိုလူလေးကိုထဲချင်တာတော့ထဲပြမရအောင်အခြားတဲ့ကိုရောက်သွားမယ် ်နိုင်ငံသားပျောက်သွားမယ်ဘယ်တော့မှနိုင်ငံသားမပျောက်ဘူးကျွန်တော်အမခံပြောရပါတယ်1982ခုနှစ်နိုင်ငံသားအဲ့ဦးလေးပုံမှန်ချစ်မှာပါပြီးသားပိုယူကျင်တဲ့လူမျိုးနာမည်ခိုင်လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လူမျိုးအမိမှာလူတော်ကနေမှဒီပြုတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကိုင်ဆောင်တဲ့မှတ်ပုံတွေမှာလူမျိုးဆိုရဲချမ်းကြီးတစ်ခုရှိပါအထက်ကျလို့ တာနဲ့တူရီလိုပါချက်ယူမဲတာနော်အဲ့ဒီမမလို့ကချက်ညီလုံးတဲ့ညီမလားအဲ့လိုပြရမှာနော်အဲ့ဒီထဲနေအောင်ကျွန်တော်ကြိုးစားမယ်ဒီလူရဲ့တောင်းကကျွန်တော်တို့မဲပြီးလို့ပဲဒါကမြမတောင်းမှလည်းပြောခဲ့ပြီးပြီဆိုတဲ့အခါကျတော့ကျွန်တော်လွတ်တော်ကြီးမှတင်လို့ရတယ်အဲ့ဒီကတင်ရမယ့်လူကဘယ်လိုဆိုအမျိုးသားလို့တော့ဥကျော်ဖေးလို့ဥစိန်လို့ဥလို့ပြုတော့ကကျွန်တော်တင်လိုက်ရလိမ့်မယ်ဥကံနိုင်ရရှိပြီလား ါမှမကျွန်တော်တို့အနေနဲ့ဤသူအကျိုးကိုလုပ်ရှင်ပြီးမဲ့ဤသူကမထောက်ခံလိုက်ရင်ကျွန်တော်တို့လုပ်လို့မရပါဘူး။ဒါကြောင့်ကျွန်တော်တို့ဒီမျိုးပေါ်ပေါက်ရေးရတယ်ကျွန်တော်တို့ကအရေးတရှိလိုအပ်နေပါဘူး။အဲ့ဒီလူမျိုးနာမည်ပေါ်ပေါက်ပြီးရင်ယနေ့နိုင်ငံတော်ပွားမယ့်ကိစ္စကတော့ Federal State Goals နဲ့ကကြောင်းနောက်ဖို့လူလူမျိုးစုဘယ်လောက်ရှိတယ်။ဖီးယင်းကဘယ်လောက်ရှိတယ်ဆိုရင်အဲ့မင်းလူမျိုးစုနဲ့ပြောင်းရှုပ်ဖြစ်လာပါလိမ့်မယ်။ဒီနေ့ကျွန်တော်တို့အုပ်ချုပ်ရေးပညာလေးအိန္ဒိယနေလာပြင်ပေးနေတယ်ကျွန်တော်ဆက်ရှင်းနေ့ ွားမှာအိန္ဒိယတိုင်းမှာအဲ့တော့ကျွန်တော်တို့တွေကကိုယ့်လူမျိုးစုနဲ့ကိုယ်အုပ်ချုပ်နိုင်အောင်လည်းကျွန်တော်ကြိုးစားမယ်။တမယလူမျိုးစုအောက်မှာလည်းနှစ်ပေါင်းမြောက်လာတော့ခေါင်းကျွန်တော်တို့ခေါင်းလုံးပြီးနေကြရပြီ။ဒီနေ့အချိန်မှာခေါင်းမော့နေတာခေါင်းမော့နေအောင်လက်မခေါင်းနေအောင်ကကျွန်တော်ညီညွတ်ရေးအားကိုပြရမှာဖြစ်ပါတယ်။ကျွန်တော်ညီညွတ်မှုအားကဒီကောက်ဝဲမှာကျွန်တော်တို့ပါတီမေယာပြတ်ကနိုင်မှုအရေးကြီးပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဘဝလုံးကိုပြတဲ့ညီညွတ်မှုအားပဲ။ money.